အခြေအနေတွေကမကောင်းတာတော့မှန်တယ်ဒါပေမဲ့ကျမတို့ဖျားရှင်ရဲ့မျက်မှောက်တော်ထဲမှာနေတဲ့သူတွေဆိုလို့ရှိရင်ကျမတို့မှာပြောစရာစကားရှိတယ်ကောင်းသောစကားပြောနိုင်ဖျားရှင်ပြောခိုင်းတဲ့အရာတွေရှိတယ်ဖြစ်လာမယ်လို့သွားပြောရင်မဖြစ်တော့ဘူးလို့လဲလျှော့ရတဲ့သူကအဲ့ဒီအတန်ကြားတာနဲ့ကိုအဲ့ဒီတရင်ကောင်းကြားတာနဲ့ကို तू ကလန်းလာလိမ့်ဆိုတော့ကျမတို့ပြောနေတဲ့အတန်ဆိုလိုတာပါလဲဆိုတော့ဖျားရှင်ကလည်းကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာသူ့ရဲ့အတန်နဲ့ဖန်ဆင်းတာ ဖြစ်စီဆိုရဲအဲ့ဒီသူအတန်တော်ကိုလွတ်တာနော်ဆိုတော့ကျမတို့ကိုလည်းဒီနေ့နော်ဖခင်အဲ့ဒီအတန်နဲ့ပဲအလုံးလုံးခိုင်းနေတာနော်ဒါကြောင့်မလို့ကျမတို့နှုတ်ကိုအထူးပဲစောင့်စည်းရမယ်ဖခင်ကိုအပ်လိုက်ပါကျမတို့နှုတ်ကနှုတ်ကပတ်တော်တွေကိုများများပြောပါဘာဖြစ်လို့လဲဆိုနှုတ်ကပတ်တော်ကိုများများပြောရင်နှုတ်ကပတ်တော်ဘယ်တော့မှမမာဘူးသင်လည်းမမာတော့မကိုစကားကိုပြောရင်မှားတာတွေပါလိမ့်မယ်အဲ့တော့အချင်းလူသားရဲ့လေအားပရော့ဖက်ပြုလို့အိုလေအရှင်း လေးမျက်နာတို့မှလာ၍အသေးကောင်တို့သည်အသက်ရှင်မည်အကြောင်းသူတို့အပေါ်မှာပုတ်လောဟုမှားထားတော်မူသည့်အတိုင်းငါသည်ပရောဖက်ပြု၍လေသည်သူတို့အထဲသို့ဝင်သည်ဖြင့်သူတို့သည်အသက်ရှင်၍အလွန်များသောဘူးကြီးဖြစ်လျက်မတ်တပ်နေကြ၏ဆိုတဲ့ရဲ့တဲရတွေကိုချဲ့လို့ပြောတဲ့အခါမှာဘာလို့ ਆ မှာလဲဆိုတော့ကျမတို့အတွေးခေါ်တွေထဲမှာလဲနော် ီအခြေအနေတွေကမရတော့ဘူးလို့ဆိုပြောမှဘယ်အခြေအနေကိုမှလက်မမြောင်ဘူး။ဖះရှင်ရဲ့တန်ရှင်းသောဝိညာဉ်တော်လေတစ်ချက်မှုတ်လို့ရှင်အားလုံးကအသက်ဝင်လာမယ်။ကျမတို့ရဲ့အသက်တာပေါ်မှာဖះရှင်ရဲ့ဝိညာဉ်တော်လေဟာဆင်းသက်လာတယ်ဆိုတဲ့အခါမှာနော်။ကျမတို့လည်းခွန်အားနဲ့ပြည့်ပြီးတော့မှဘာမှမလုပ်ချင်တော့ဘူးမကင်ချင်တော့ဘူးဆိုတဲ့အခြေအနေတွေကကျမတို့ကအားကြီးပြီးတော့မှခွန်အားပြည့်လာမယ်။ကျမတို့ရဲ့ပတ်ဝန်းကျင်မှာလည်း ရှော့လိုက်ပြီးဆိုတဲ့အရာတွေမဖြစ်တော့ဘူးသေပြီးဆိုတဲ့အရာတွေပေါ်မှာကျမတို့ရေနှုတ်နေပြောပါအသက်လာမယ်